ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကပန်အော်ဒီယိုဘုတ် channel လေးကနေကြိုဆိုလိုက်ပါရစေနော်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမဂျူရီတာထားတဲ့ဒီဇိန်းတရံဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှာဖြစ်ပါရစေရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။တက္ကသိုလ်မှာမြေကြီးပွဲဖြစ်အောင်မြင်ခဲ့ပါတလဲဟုသောသူတို့ရဲ့မိကုံကို ကျမဖြေတိုင်းသူတို့အံ့ဩသွားကြပါတယ်။ ဓာတ်ရုပ်ပေတာအဓိကဖြင့်သိပ္ပံပွဲရခဲ့သည်ဟုသောအဖြစ်ကိုသူတို့လုံးဝမျှော်လင့်မထားမှသိကြပါတယ်။သူတို့ဘာကိုမျှော်လင့်လိုက်မယ်ဆိုတာကျမရိပ်မိပါတယ်။အရှိတောင်အာရှနိုင်ငံများရဲ့လူမှုရေးဗေဒဆိုတာမျိုးမနုဿဗေဒဆိုတာမျိုးရှေးဟောင်းသူလေသနာသို့မဟုတ်စာကြည့်ရပညာဒီပလိုမာပွဲဆိုတာမျိုးတမိုင်းအဓိကသို့မဟုတ်မြန်မာစာအဓိကဆိုတာမျိုးအ ਨੇ ဆုံးတော့ပထဝီဘာသာအဓိကဖြစ်ဝိဆာဖွဲ့ရထားဖို့သူတို့မျှော်လင့်ကြမိထင်ပါတယ်။ အမှန်တိုင်းပြောရရင်တော့ဖျားအဟောင်းတွေမြို့အဟောင်းတွေတမိုင်းတွေလူမှုရေးတွေကိုကျမစိတ်ဝင်စားခဲ့တယ်မဟုတ် ကျမကဓာတ်ငွေတွေကိုစိတ်ဝင်စားပါတယ်ဒရက်ဆွေနေဓာတ်ပေါင်းနေအတက်နဲ့မော်လီကျူအနုမြုပ်ဘုံနဲ့ဓာတ်ရောင်ကြီးများကိုစိတ်ဝင်စားပါတယ်တာမန်မျက်စိပြေမမြင်ရတော့တစုံတရာရဲ့ပြင်းထန်စွာအဆွမ်းထလာတဲ့အင်အားတက်သည့်မျိုးကိုစိတ်ဝင်စားပါတယ်ဒါကြောင့်လဲဓာတ်ရုပ်ပေတာအဓိကပါတာကိုယူခဲ့ပါတယ်ဒါပေမဲ့ကျမချက်တော့အတန်တွေ ို့တော့ electronic ကကျမရဲ့ဘဝရည်တည်မှုနဲ့အသက်မွေးဝမ်းကြောင်းအလုပ်အတွက်အနှဲငယ်ပင် အထောက်အကူပေးခဲ့ခြင်းမရှိဓာတ်ရုပ်ပေတာပညာရှင်ခွေတဲ့ဘဝကိုစိတ်ကူးရင်ငယ်ပြုတော့ကျမက စိတ်တက်ကြရမှာနာကြီးစွာရေမုံမိတဲ့ဘဝတို့တဖြည်းဖြည်းရောက်လာခဲ့ပါတယ်အခုတော့ကျမကကျမဘယ်တော့ကမှအိမ်မက်မမက်ခဲ့ဘူးတော့ကျမနဲ့လိုက်ဖက်လိုက်မယ်လို့ဘယ်တော့ကမှမထင်ခဲ့မိတဲ့ရေစရာကောင်းတဲ့အလုပ်တစ်ခုကိုလုပ်နေရပါပြီအဲ့ဒါကတော့ အဲလန်းညွန့်အလုပ်ပဲဖြစ်ပါတယ်။ကျမရဲ့အနီးပတ်ဝန်းကျင်မှာတငယ်ချင်းများအသိမိတ်ဆွေများကိုမမိဝါဒနာပါတော့အလုပ်နဲ့မိမိလောက်ကခွင့်ရတော့အလုပ်တို့တတ်ထက်တဲ့ကြပါသလားလို့မေးကြည့်ရင်65ရာခိုင်နှုန်းကငင်းဆိုကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျမကလက်ရှိအလုပ်ကိုညူစုစိတ်ပြက်စရာအကြောင်းမရှိဘူးလေ။ထို့အလုပ်ကိုကျမအချိန်ယူပြီးစဉ်းစားပြီးမှရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီအလုပ်နဲ့အတန်မွေးအကြောင်းရဲ့ဆုံးဖြတ်တဲ့နေ့မှစပြီး အဲ့လမ်းညွတ်တဲ့နဲ့တက်ရောက်ဖြစ်တဲ့အချိန်ထိငါးနှစ်ကြာအောင် ကျမဘက်မှကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ကျမအုံနောက်ထဲကဓာတ်ပြုခြင်းများဓာတ်ပေါင်းစက်တဲ့ဆီးများအော်ဂဲနစ်အင်အော်ဂဲနစ်များကိုထုတ်ပယ်ပြီးမြန်မာနိုင်ငံရဲ့လူမျိုးစင်သက်ပုံမြို့ဟောင်းများယဉ်ကျေးမှုအပြောင်းလဲလူမှုရေးဘဝနဲ့ဘာသာရေးတိလိထုံးစက်များမြမအမှုပညာများပြီးသူကလက်ရများစသည်တို့ကိုအုံနောက်ထဲသို့အခုထိသွင်းယူနေရတယ်မဟုတ်ပါလား။ဒါပြင်တက္ကသိုလ်မှာတော့ ကျမရဲ့ခဝေးတို့ရောက်သွားတော့အင်္ဂလိပ်စာအရေးနဲ့အပြောကြမ်းကျင်မှုကိုအခုမှတဖန်ပြန်ပြီးစူးစမ်းနေရပြန်ပါတယ်မြန်မာနိုင်ငံမှာအင်္ဂလိပ်ဘာကြမ်းကျင်နဲ့အဲလန်းညုံပေါ်များတလောက်ပြင်သက်ဘာသာကျွမ်းကျင်နဲ့အဲလန်းညုံကရှားပါနေရဆိုတော့ပြင်သက်ဘာသာကျွမ်းတဲ့အဲလန်းညုံဘွားဖြစ်ကျမရဲ့အလုပ်ကိုစတင်ရလဲစိတ်ကူးမိပါတယ်အဲ့ဒီအခါကျမရဲ့အချိန်အလုံးဟာစာအုပ်များတင်နှံ့များကြမှာအချိန်ကုန်ခဲ့ပါတော့တယ်တခါတခါအချိန်ရဲ့တန်ဖိုးကို တတိမထားချင်၍မရလာအောင်ရှာပါတဲ့အခက်အခဲတွေ့ကြုံရတဲ့အခါမှာတော့တက်ကတော်မှာမျော်လင့်ချက်အမကြီးဖြစ်ရေးလိုက်လွဲ့ရင်ကုံဆုံးခဲ့ရတဲ့အချိန်များကိုနှမျောတက်တာစွာယူကျုံမြဖြစ်မိပါသေးရဲ့လေးနှစ်ဟူသောအချိန်ကာလဟာလူတယောက်အားဘာသာစကားနှမျိုးသင်ယူတက်ကြွလာအောင်လုံလောက်စွာ ကြာမြင့်သည်မဟုတ်ပါလားသို့သောလက်ရှိပညာရေးစနစ်နဲ့အဝင်ခွင့်ကြောင့်မလိုက်ပါတတ်တဲ့ကျမကိုကျမတောင်အပြစ်တင်ခဲ့မိပါတယ်အဲလန်းညလုံးရတာပြောရလားလို့ တဆုံတယောက်ကမေးလိုက်ရင်တော့အနေငယ်တွန်းဆောက်တဝေပြီးတဲ့နောက်မှာတော့ပျော်ပါတယ်လို့ဖြေမိပါတယ်။တခါတခါရေးစရာ တခါတခါစိတ်ရှုပ်စရာ တခါတခါဒေါသထွက်စရာတခါတခါအရှက်ရစရာဒီအလုပ်ဟာကျမအားစိတ်ရတမျိုးစုံကိုတပြိုင်တည်းပေးခဲ့ပါတယ်။သို့တော့ကျမအလွန်စိတ်ဝင်စားပါတယ်။သူတို့အလုံးဟာမြန်မာနိုင်ငံကိုအလွန်စိတ်ဝင်စားကြပါတယ်။သို့တော့ကျမမျှော်လင့်ထားတဲ့စိတ်ဝင်စားမှုနဲ့ရောတထက်တည်းမကြပါဘူး။ ကျမမှာတော့ကြက်မှတ်လိုက်ရတယ်မြမသမိုင်းမြမယဉ်ကျေးမှုမြမပြီးသူက သူတို့ကမီးတော့ကျမထင်မထားတယ်မိကုံမျိုးတွေတက်နှက်ခါလိမ့်ထားတယ်မင်္ဂလိတယောက်အားမြင်တဲ့အခါမှာတော့ကျမကိုဆက်ဆူကြပါတယ်သူ့ရဲ့ပါပေါ်မှာဘာကိုတင်ထားတာလဲဟူသောမိကုံပဲဖြစ်ပါတယ်တက်နှက်ခါဟူသောစကားကိုတစ်ပင်ပင်စင်အခေါက်ဖြစ်ပြောရင် သူတို့နားလည်အောင်မိယိုးဖလားမြမမိတ်ကလို့ရှင်းပြရပါတယ်အလောက်ပါမဝခင်တော့က ။ဘာကြောင့်အဲ့ဒါကိုလိမ့်နာလေးလို့မေးရင်အလားပါတော်လို့သွားဖြစ်ဘူးရဲ့နိုင်ငံသားတယောက်မျက်နှာရှုံသွားတာခံရဘူးပါတယ်။သူတို့မျက်စီထဲမှာတော့တနခါလိမ့်ထားတဲ့မိန်းကလေးရဲ့မျက်နှာကိုလှတယ်လို့ထင်ချင်မှထင်မယ်။နောက်တော့ကျမသူတို့တဘောကြအောင်စနစ်တကျဖြစ်တတ်သွားပါတယ်။တနခါကလူသားရချောမှုစေရတန်ရှင်းစေရတနခါကိုထူထူလိမ့်ထားရင် နေပူတဲ့အခါပေါ့နေတိုင်းရမထီရအောင်။အသားရဲ့နောက်ထိမ့်ပြီးထားရင်နောက်ပြီး သူ့ရဲ့နာမွေးတယ်။တစုံတရားရဲ့စိတ်ကိုလည်းကြည်လင်စေတယ်။ရှင်မတောင်တနက်ခါကိုအနှဲငယ်သူရဲ့နိုင်ငံခြားသူအမျိုးသမီးတယောက်ရဲ့လက်ဖမိုးပေါ်လိမ့်ပေးပြီးမွေးစေရပါတယ်။တိတ်ကောင်းတာပဲလို့သူမသဘောကျလိပါတယ်။တချို့ဖျားတွေမှာအဖြူရောင်တုတ်ပြီးတချို့ဖျားတွေမှာအဝါရောင်တုတ်တာဘာကြောင့်လဲလို့မေးတတ်ကြပါတယ်။အဝါရောင်ဟာရွှေရောင်ရဲ့ကိုစားပြုရောင်ဖြစ်တယ်လို့ကျမပြောပြပါတယ်။တချို့ဧည့်သည်တွေက ရှစ်တကုံဖျားဇောင်းနှန်းချေမှာစာကလေးလှုပ်ပွဲကိုစိတ်ဝင်စားကြပါတယ်။နှောင်းအိမ်ထဲကစာကလေးကိုဝယ်ပြီးကောင်းကင်သို့လှုပ်ပေးခြင်းအဖြစ်မိမိကိုယ်တိုင်ရဲ့စိတ်နှလုံးဟာတစုံတရာညဉ့်ဉန်းမှုမှလုံမြောက်ပျော်ရွှင်ရခြင်းမိမိရဲ့အတ္တအနေမှာလုံမြောက်ချမ်းသာရခြင်းယောဂဗေယမှာကင်းဝေးရခြင်းဟူသော အကျိုးများရလိမ့်မယ်လို့ယုံကြည်ကြကြောင်းပြောရပါတယ်။တချို့ဖျားတဲ့ဇောင်းနှန်းများမှာနတ်ရုပ်ထုများကိုတွေ့ရတတ်တဲ့အခါမျိုးမှာသူတို့ဆက်စုကြပုံဟာတစ်မျိုး ဘာကြောင့်ဟိုအမျိုးသမီးကကျွဲကောင်းကြီးကိုတက်ဆင်ထားတယ်လေလို့သူတို့မေးမြန်းကြပါတယ်ပထမတော့မြမမီယိုဖလားနှစ်ကိုယ်ွယ်မှုကိုမကျင့်ညက်တော့ကျမတော်တော်ဒုက္ခရောက်ရပါတယ်နောက်ပိုင်းတော့ရှေးလူကြီးများကို လိုက်လံမေးမြန်း၃၈မိနစ်နဲ့ပတ်သက်တဲ့စာအုပ်ကိုဖတ်ဖြစ်အ ਨੇ ရပါတိလာရစေပါတယ်ဇမျိုးရစ်ရွှေအတိပြီးတော့ဂျိုကတစ်ဖက်ငွေစင်ငွေသာအတိဖြစ်ပြီးတော့ဂျိုကတစ်ဖက်ရှိတော့နှစ်ကျွဲမကြီးအကြောင်း တမန်လာနဲ့ဝိမလညီနောင်ဘယင်းနှစ်ပါးကြောင်းတမန်လာရဲ့တားတော်ကလေးနဲ့ဝိမလရဲ့သမီးတော်ကြောင်းနှက်ကျွဲမကြီးကိုစောင့်ရှောက်တာတော့ကရင်မကြီးကြောင်းမိမိရဲ့မွေးစားသားမိမိရဲ့မွေးစားသားမိမတောင်းရန်ရောက်ယူရေးအတွက်မိမိရဲ့ဥကောင်ကိုဖျက်ပြီးတော့နှက်ကျွဲမကြီးရဲ့မြစ်တာစေတနာကျွဲကောင်ကြီးကိုရက်၍မွေးစားသားအတွက်ဘယင်းသမီးကိုတောတောင်းပြီးတော့လေဂရိမတိယာကြောင်းချိန်ဆူလိုက်တော့ကရင်မကြီးရဲ့နာကြီးမှု စသည်တို့ကိုအလင်းအသင့်သလိုကျမပြောပြနိုင်လာပါတယ်မြန်မာပုံပြင်တော်တော်များကိုအချင်းချင်းပြောပြရင်တော့သူတို့အပြင်းပြင်းနားထောင်ရှင်မောတက်ကြပါတယ်နတ်များရဲ့ဒေါသနဲ့ရှစ်ပူစောခြင်းအကြောင်းကျမတတကကဲပြောရင်တော့သူတို့တကယ်ပင်ကြောက်ရွံ့ဟန်ပြပါတယ်စက်ချင်းကြောက်တုံးကြီးသရုံနဲ့ဖြင့်ကြီးမသောဗုဒ္ဓရထုတော်ကြီးထုဆက်ထားပါသည်ဟုသောကြောက်တော်ကြီးဖျားကိုတော့သူတို့တိတ်ဆိတ်ဝင်စားကြပြန်ပါထူးခြားသောဖျားကို ကြည့်ရှုဖို့စိတ်ဝင်စားမှုဟာ ဖဏနဲ့ချင်းချွတ်ရသည့်တတိကအောင်ခန်းစားမှုကိုကြော်လွန်နိုင်ပုံမရပါမြမဆိုင်ဝိုင်းနကနာပွဲနဲ့ရှင်မြပွဲတို့ကိုတော့သူတို့စိတ်ဝင်စားကြပြန်ပါတယ်ရွှေတကုံဖျားပေါ်မှာရှင်လောင်းများ စီတန်းလှဲ့လှဲ့တဲ့ကိစ္စကိုသူတို့အားလုံးလို့လို့မေးမြန်းဆက်ဆုတက်ကြပါတယ်လမ်းမေးမှာရေခဲရောင်နဲ့ဈေးတဲ့ကလေးများရဲ့တနည်းဝင်ဝေကိုကျမအားမေးမြန်းကြပါတယ်ကျမကပြလိုက်မှာ သူတို့စိတ်ဝင်စားနိုင်မယ်ရှင်းဟောင်းပစ္စည်းများပြလို့ရခေါ်သွားချိန်မှာတော့ပြရမရောက်မီလမ်းဘေးတညာမှာဝါသားတို့ရောက်နေရဲ့အထမ်းတဲ့မှလေတူဦးကမှ သူတို့ကစိတ်ဝင်တစားရှိကြပြန်ပါတယ်ထိုမင်းကလေးမှာ အသက်20ကျော်ကစားပဲရှိမယ်နှစ်နှစ်သားအရွယ်ကလေးငငယ်ကလေးကိုခါမှမျက်နှာတော့ပွားပြေးပတ်ထားပြီးကျိုးစားကိုပန်းချံတိုင်းတစ်ခုမှကျိုးနဲ့ချီထားတာဆိုတော့သူတို့စိတ်ဝင်စားကြပေမယ်အဲ့ဒီအဖြစ်အပျက်ကို သူတို့ဓာတ်ပုံရယူကြပါတယ် မိန်းကလေးကနည်းနည်းရောရှက်နေပါတယ်။အမှန်တိုင်းဝင်ခံရရင် ကျမလည်းအနည်းငယ်မျက်နှာပူပါတယ်။စားဝတ်နေမပြည့်လည်မှုကြောင့်လင်ရောမရပါတနည်းအားစီ အလုတ်လောက်ကန်ရကြောင်းမိန်းကလေးရဲ့ရှင်းပြမှုကို ကျမကဘာသာပြန်ပေးရင် စိတ်ရှုပ်ထွေးနေခဲ့မိပါတယ်။သူတို့ဟာတိဟတနာပလိန်ထက်ပို့ပြီးတစ်ဖောင်ဆွဲတဲ့အလုတ်သမားကိုစိတ်ဝင်စားကြပါတယ်။စင့်ကူမေခေါင်းလောက်ထက်ပို့ပြီးကုံတိုက်မှာတက်စီတုံးရင်ရံဖြစ်နေကြတဲ့ယောက်ျားမိန်းမအဆုတို့ကို ိတ်ဝင်စားကြပါတယ်။မန္တလေးရှေးအောင်ပြတိုင်းမှာစုပြလက်တို့ဝစ်စုံတို့ထပ်ပို့ပြီးခြေထည့်ရက်တဲ့ရက်ကန်းစင်များကြက်ခော်လုပ်ငန်းများကိုစိတ်ဝင်စားကြပါတယ်။တခါတခါကျမရွတ်ပြတဲ့သမိုင်းချက်လက်များမြမရွတ်ရအမှုပညာလက်ရာများကိုသူတို့နားရှံသွားပြီးလမ်းဘေးမှာလျှက်တပြက်မြင်တွေ့ရတဲ့မြင်ကွင်းမှာအာယုံရောက်ခါကြားဖြတ်မင်းကိုထုတ်ကြပါတယ်။ဟိုမှဘာတွေထုနေရလဲ။ဘာရန်စိထုနေသူများကိုလည်းသူတို့သိချင်ကြပါတယ်။ လမ်းဘေးမှာလက်သွန်းလေးဖြင့်အချင်းမရောက်တဲ့ကိစ္စကိုလည်းသိချင်ကြပါသေးရဲ့ဖုန်ကြီးကြောင့်စာတင်စနစ်ကို သူတို့စိတ်ဝင်စားတယ်ဖုန်ကြီးတို့ရဲ့ဝင်းကြီးတော်များကိုလည်းစိတ်ဝင်စားပြန်ပါတယ်တင်းကျပ်သောဆင်းမြေပေါင်များကြောင့်တည်ပြီးတဲ့အခါမှာတော့လမ်းမှာသို့မဟုတ် မတွေ့တဲ့နေရာတို့မှာဖုန်ကြီးတင်ကန်းရုံပုံကူများကိုမြင်တွေ့ရရင် ကျမအားဖြည့်ရှင်းချက်တောင်း၍မပြီးတော့ချေပါသူတို့ဟာမြမတို့ရဲ့လူမှုရေးအမြင်နိုင်ငံရေးအမြင်တို့ကိုသိချင်ပါတယ် မြန်မာတမိုင်းနဲ့မြန်မာပြည်သူကမြန်မာအမှုပညာတို့ကိုသူတို့နိုင်ငံမှာစောင့်မြန်မာတစဉ်ပြည်စုံစွာဖက်နိုင်သိနိုင်ပါတယ်။မြန်မာပေါ်အသက်ရှင်ရပ်တည်မှုပုံစံများကိုတော့ဘဲဆောက်ထဲမှာမှပြည်စုံစွာမသိနိုင်ပါ။မြန်မာနိုင်ငံတို့ရှောက်တုံးရောက်ခိုင်းနက်နက်ချက်ချင်းဆက်စုမှသာသိနိုင်မည်မဟုတ်လား။အဲလန်းညုံဟာအမျိုးမျိုးရှိပါတယ်။အဲ့တဲ့တီလိုတပြားကိုမိမိနားလေတပြားမချင်းမချမ်းဖြစ်တတ်တဲ့အဲလန်းညုံအဲ့တဲ့အမေကိုထိန်ချုပ်စဉ်စားတွေးယူပြီးမှ ဖြည့်တင်တယ်လို့ထင်တော့မေကွန်းကသာဖြည့်ပြီးမဖြည့်တင်မှုထင်တော့မေကွန်းကမဖြည့်ပဲထားတတ်တဲ့ဧလန်ညုံငွေရလွယ်မဲ့ထင်၍ဤအလုတ်ကိုရွေးချယ်လောက်ကိုင်းတော့ဧလန်ညုံမြမရည်မြေမြမအလာနဲ့မြမအတတ်ပညာကိုမျက်နှိုးတဲ့စိတ်ဖြင့်ရှင်းပြကုန်ယူလို့တော့ဧလန်ညုံနိုင်ငံခြားတောင်မှန်သမျှကိုအထင်ကြီးတတ်တဲ့စိတ်အခြေခံဖြင့်မိမိကိုယ်ကိုမိမိနေရာရဖို့လူရာဝင်မှုအတ္တတစ်ခုတည်းဖြင့်လောက်ကိုင်းတော့ဧလန်ညုံ စတဲ့အမျိုးအစားများဖြစ်ပါတယ်။ထို့သူဧည့်သည်လည်းအမျိုးမျိုးရှိပါတယ်။လူနေမှုအဆင့်တန်းနှိမ့်ကြတော့မြန်မာလူမျိုးတို့ကိုနိုင်ငံဝင်မှကလေးကအထင်သေးပြီးရှောင်ချလုံစိတ်ဖြစ် ရောက်လာတော့ဧည့်သည်မြန်မာရဲ့ဖြူစင်ဖော်ရည်သောစိတ်ဓာတ်ရောက်ရဲနိုင်မှုတို့အပေါ်လေးစားအံ့ဩလူစိတ်ဖြစ် ရောက်လာတော့ဧည့်သည်မြန်မာနိုင်ငံရဲ့တောတောင်လပများကိုမြင်တွေ့အံ့ဩလိုစိတ်ဖြင့်ရောက်လာတော့ဧည့်သည်မြစ်တိရွေချက်ဖြင့်ရောက်လာသည်ဖြစ်စေ မြန်မာနိုင်ငံသူရှောက်တုံးရောက်ခိုင်းမြန်မာအမျိုးသမီးကလေးများအပေါ်လမ်းကြုံအခိုက်တန်ဝင်ရောက်ဆန်းသက်လို့တော့ဧည့်သည်စသည်ဖြင့်ဧည့်သည်မျိုးမျိုးရှိပါတယ်တချို့ကတော့ကုမ္ပဏီနဲ့ဆက်သွယ်ပြီးဧည့်လမ်းညွန်တောင်းရင် ကုမ္ပဏီစီစဉ်ပြီးခရီးထွက်ကြပါတယ်တချို့ကတော့ဧည့်လမ်းညွန်ကိုဖြစ်ဆက်နားလည်းပေးတတ်ကြပါတယ်စိတ်တက်မကြပါနဲ့လောက်တက်ရင်လာတဲ့အခါကျွမ်းကျင်သွားမှာပါလို့သူတို့ကပင်ပြန်ရင်အားပေးတတ်ကြပါတယ်ကျမဟာ ။ဩစတြေးလျလူမျိုး၊ဂျာမန်လူမျိုး၊ပြင်သစ်လူမျိုး၊ဂျပန်လူမျိုး၊အမေရိကန်လူမျိုး၊အင်္ဂလိပ်လူမျိုး၊ဘရာဇီးနိုင်ငံသားနဲ့ဂျူးလူမျိုးဧည့်သည်များကိုအဲ့လန်းညုံအဖြစ်လိုက်ပါဆောင်ရွက်ဖူးပါတယ်။ကျမတွေ့ဘူးသောဩစတြေးလျလူမျိုးများဟာပျော့ပျော့နေတတ်ကြပါတယ်။ဘာကုန်းမှလည်းအလင်းနဲ့မထားမြင်မြင်သမျှအပေါ်အကောင်းမြင်စိတ်လေးရှိကြပါတယ်။ကရာဝေးဟိုတယ်တို့ကျမလိုက်ဖို့တော့ဘာငက်လေးလို့မေးပါတယ်။ကျမကကရဝိတ်ငတ် ပုံမြင့်ဌာနကြီးမှာတော့သူ့အတားသေးသွားတခုလို့တာရတယ်လို့ပြောကြတယ်လို့ဖြေပါတယ်။ဩစတြေးလျအမျိုးသားကကျမကပြုံးကြည့်၍ဩစတြေးလျငါတမျိုးကိုရောမြင်ဘူးလား။ဟိုငတ်လို့ပဲအဝါရံရှိတယ်လို့မေးပါတယ်။ကျမတန်အတော်ပြုံးကဟုတ်လားဘာငတ်လဲလို့ပြန်မေးပါတယ်။သူကခက်လန့်လန့်မှဇနီးရှိရာလက်ညှိုးညွန်ပြပါတယ်။ဟိုမှာသူ့ဇနီးကကရဝိတ်အရာလို့ပဲခက်ဝဝအစင်းရှိတဲ့ပိုးကောင်ဝင်ကိုဝှစ်ထားပြီး ပိုးစကလေးမလွင့်နေပါတယ်။သူစနီးကနတ်ဆွမ်းနှပြကြကဝင်ရောက်ရှယ်မောလီပါတယ်။ဂျာမန်လူမျိုးများကတော့အနေငယ်အင်ထရီကြီးပါတယ်။တိကျဖြောင့်မတ်မှုကိုကြိုက်ပါတယ်။တိမ်ဝဲပြည့်ပြည့်တဲ့မြန်မာလူမျိုးများပေါ်နားလည်စိတ်ရှိပါတယ်။သူတို့စီမှာလေးပြင်းပြင်းမတိုက်ဘူးလားမသိဘူး။ဂျာမန်မျိုးသမီးများဟာလေးတိုက်ခတ်မှုတန်ကို တော်တော်ကြောက်ကြပါတယ်။ကျမတို့အတွက်လိုအပ်မဲ့ထင်တဲ့စာအုပ်စာရံများကိုလက်ဆောင်ပေးတတ်ခဲ့ကြပြီး ကျမအသိပညာကျွဲဝမှုအတွက်အဖက်ဖက်မှာတွန်းအားပေးလို့စိတ်များရှိကြပါတယ်။သို့သောသူတို့ဟာဟိုတယ်အဆင်ပြေနဲ့ဝန်ထမ်းညက်ဖြစ်ရင်တော့အနေငယ်များတိမခန့်တတ်ကြပြီ။ပြင်သစ်လူမျိုးများကတော့အင်္ဂလိပ်စကားပြောတတ်ပါရဲ့နဲ့အပင်မမခံလို့လားမျိုးချစ်စိတ်တတ်ကြမယ်လားအဲလန်းညကိုပြင်သစ်စကားကျွမ်းစီလို့တော့စေတနာကြောက်မယ်လားမသိ။အင်္ဂလိပ်လူမပြောကြပဲပြင်သစ်လူပဲပြောကြပါတယ်။ကျမကအင်္ဂလိပ်စကားညက်ပြောရင်ပြူးကြောင်ကြောင်ပြေးကြည်လျက် ကျမရဲ့ပြင်းသစ်စကားလုံးများကိုစိတ်ရှိလက်ရှိစောင့်တတ်ကြပါရစေ။သမိုင်းဆိုင်ရာမနုဿဗေဒဆိုင်ရာ အတွေးမြင့်များထက်လက်ရှိလူနေမှုဘဝနဲ့လူမှုရေးနိုင်ငံရေးတို့ကိုဆက်စုတတ်ကြပါရစေ။မြန်မာနိုင်ငံအတွက်တည်တည်တည့်ရများကိုရည်စမ်းကြည့်လိုကြပါရစေ။လှပတည်လွင်သောအဆောက်အုံများလမ်းများထက်ဟောင်းမြင့်သောအဆောက်အုံများအိုမင်းသောအိမ်များပရိဘောဂများကိုစိတ်ဝင်စားကြပါရစေ။ကျမမသိနားမလဲတော့အကြောင်းအရာအတွက် ကျမကိုအပြစ်မတင်မဲနှစ်သိမ့်တက်ကြပါတယ်။ဂျပန်လူမျိုးတယောက်ကတော့အင်္ဂလိပ်စာလုံးဝမတတ်ပါပဲ။အင်္ဂလိပ်အယ်လန်ညွန်ကိုတောင်းလိုက်။အင်္ဂလိပ်စကားပြောလေယူလေသိမ်းများကိုနားထောင်ခွဲခြားဖို့ထင်ပါတယ်။သူဟာမြန်မာနိုင်ငံကို၆ခေါက်ရောက်ခဲ့ပြီလို့လည်းဆိုပါတယ်။သူ့အသည့်သူ့အသက်အလွန်လှုပ်ချင်ပါတယ်။ဟိုပစ္စည်းဆိုလေသူမြင်ဖူးတဲ့ဒီနေရာဆိုလေသူရောက်ဖူးတဲ့ရွှေတကုံကြောင့်ကျမထက်ပိုသိတယ်လို့လို့စကားပြောပါတယ်။တခါမှတော့ ကျမရွှေတကုံတို့ဧလန်းညုံများတွားနေကြလမ်းမမဟုတ်ပဲဘုန်းကြီးเจ้าမြောက်ပြရင်လမ်းအတွက်များထဲမှာခေါ်ပြလိုက်ပါတယ်။သူကဖျားရှိရာတို့မျက်မှောင်ကျုပ်စူးစိုက်ကြည့်လျက်ငါဒီဖျားကိုမြင်ဖူးတယ်ထင်တယ်လို့အတန်ထွက်စဉ်းစားနေပါတယ်။ကျမမသိဟန်ဆောင်နေလိုက်ပါတယ်။နောက်ဆုံးတော့သူကဒါပါဖျားလဲတော်တော်မြင့်နေလို့မေးရပါတော့တယ်။ကျမရေချင်စိတ်ကိုထိန်ချုပ်လျက်ရွှေတကုံဖျားလို့ခက်တီတီဖြီးတော့သူကရေမောလေပါတယ်။ ကျမတွေ့ဘူးတော့အင်္ဂလိပ်လူမျိုးများကတော့ကျမတို့နိုင်ငံအပေါ်အတော်အထင်သေးရန်ရှိပါတယ်မြန်မာလူမျိုးများကိုမိမိလက်အောက်ကြားရောက်ခဲ့ဘူးတော့ကိုလိုနီလူမျိုးများအဖြစ်မြင်နေဆဲလားမသိနိုင်ပါဖေယားအနီလမ်းအနီမှတွေ့တော့မုတ်ဝဲပေးခြင်းစိတ်လည်းရှိပြီးမုတ်ပေးတဲ့အခါမှလည်းကလေးတို့ရဲ့လက်ကိုမထိစေပဲခမမျက်မှလှုပ်ချပေးတတ်ပါတယ်ကလေးများကိုသူတို့နားရအောင် ခေါ်တော့ကခေါ်ရရောက်ပြန်တော့ကလေးတို့ရဲ့အနက်တောက်ကိုမခတ်နိုင်တယ်လို့ မျက်နှာနဲ့လည်းလွှဲပြတ်ပါတယ်။ကျမထောက်ကနေဒေါဘသွားမရေရှင်တို့ဘာကိုကြောက်တာလဲလို့ဖွင့်မင်းမိပါတယ်။သူတို့နဲ့လည်းမျက်နှာပူသွားပုံရပါတယ်။အနာကြီးယောဂပူကြောက်တယ်လို့ဖြေပါတယ်။ကျမကမခန့်ကျင်စိတ်ဖြင့် AIDS ယောဂနဲ့ရှင်းပြလိုက်ပါတယ်။အနာကြီးယောဂလက္ခဏာခန်းစားနေရသူကို ကျမတို့မြင်တွေ့သိနိုင်ကြောင်းရှောင်လဲရှောင်နိုင်ကြောင်းသို့တော့ AIDS ယောဂလက္ခဏာကိုတော့မျက်နှာတွင်မြင်မှရုပ်တရက်မတွေ့မြင်ရကြောင်း ရန်လိုတလို့ပြောမိလိုက်ပါတယ်။ဒီလိုဆိုတော့သူတို့ရေမောတောင်းမှပြန်နေပါတယ်။ဘရာဇီးလူမျိုးတယောက်ကကျမဟာညာခင်းအချိန်မြမလူမှုရေးဘဝကို မြင်ချင်တယ်လို့ပြောပါတယ်။ဆက်ထရင်းဟိုတယ်မှာညစာကျွေးပါမယ်။ကျမကိုလိုက်ဖို့ပြောပြစီလိုတယ်တဲ့။ကျမကကားပြေးသွားကြဖို့စီစဉ်မယ်ပြုတော့ခြေချင်ရှားရအောင်လို့တောင်းဆိုပါတယ်။ခြေချင်ရှားမှမြမလူမျိုးများနဲ့နီကတ်စွာတွေ့ခွင့်ရမယ်လို့ဆိုပါတယ်။သို့တော့ ူတဲခိုရဆက်ခုနယ်လမ်းမှာကမ်းလန်းဟိုတယ်ထိညချမ်းချိန်မှာ ကျမနဲ့သူဘလို့လုတ်ပြီးရှောင်းရံတင့်တော်ပါမလဲမနဲ့ကြရင်ပြရိုက်ကပြီးတဲ့အခါမြမလူမျိုးစရိုက်တွေတွေ့ရအောင်ငါမျိုးချေချင်ခေါ်ပါမယ်ညနေချိန်ကတော့မတင့်တော်ပါဘူးလို့ညင်းရပြန်ပါတယ်မင်းတို့ငါညစာကျွေးမှာပါလို့သူကပြန်ပြောပါတယ်ကျမဟာစွတ်တိုးရေးတောင်းဆိုနေရောဧည့်သည်ကိုထိုစကားအဆုံးမှာတော့မာတင်တော်ကြည့်ပြကြည့်လိုက်ရပါတယ်ကျမပြစ်တဲ့စားတရားမဟုတ်ဘူး ထို့အခါကျမှသူက ကျမကိုပြပြတလဲတောင်းပန်ပါတယ်။ငါဒီတဘောနဲ့တောင်းဆိုတာမဟုတ်ပါဘူးတဲ့။ဂျူးလူမျိုးတယောက်ကတော့ဗကန်ဟိုတယ်တစ်ခုရောက်မှညကြငါအခန်းထဲလာခဲ့ပါလားလို့ပြန်ဖိတ်ခေါ်ခဲ့ပူပါတယ်။ကျမကအန်အော်တကြီးတောင်းလို့သွားခဲ့ရပါတယ်။ဒီလိုဖွင့်အောင်ခေါ်ရရလားအောင်ကျမရဲ့မျက်နှာထက်ကပြန်ရင်းခဲ့ပါသလား။လန်းခီကားပေါ်ရထားပေါ်မှာလွတ်လပ်စွာလုံခြုံသောရှက်လက်ရှိပပကြီးကိုလေမင်းတီစိတ်ပိတ်ဝှက်ခဲ့ပြီး မြို့တွေမှာရှောက်လေလက်ဖို့ရတိုင်းမြန်မာအင်ဂျီလက်ရှိကိုလေပင်းစီပိတ်လျက်ဝှက်ခဲ့တော့ကျမဟာဘယ်နေရာမှာမှောင်ရသွားခဲ့လို့ပါလဲအေလန်းညွန်ရဲ့ပြစ်တစားကိုခွဲခြားရင်မသိနိုင်လားအောင်နိုင်ငံသားတွေမြည်များလူမှုရေးညံပြနေလို့လေဒါမှမဟုတ်အေလန်းညွန်အလုံးနဲ့တူတခြားအလုပ်တစ်ခုကိုပါ အခွင့်အကားကြုံကြရင်တော့လောက်ကန်တက်တဲ့မြန်မာမိန်းကလေးတွေရှိနေခဲ့လို့လားစဉ်းစားမိတော့ကျမချက်တိုင်းဖြန့်ကနေထလာအောင်တုံလုံးကြောက်ရွံ့သွားခဲ့ပါတယ် ကျမရဲ့ရှေ့ဆက်ပြီးရုံးငယ်လှုပ်ရှားလို့စိတ်မြမအတွက်ဂုံရင်ဝင်ကြွားလို့စိတ်များကိုချိုးဖက်ဖြစ်လိုက်တော့အဲ့ဒီဖိတ်ခေါ်မှုဟာကျမရင်ထဲမှာတော့ညတစင်းတစ်ဖွဲနှက်ဆိုင်နာကျင်စွာစိုက်ဝင်နေခဲ့ပါတယ်။ကျမအားအလုံးမှာပျော်ရှင်ပါရဲ့လားလို့မေးလာတိုင်းကျမဟာနှောင့်နှေးတုန်ဆောက်စွာပျော်ပါတယ်လို့ဖြေခဲ့ရပါတယ်။ကျမအတွက်တော့အဲ့လန်းညွန့်အလုံးဟာကျမတို့မြမမျိုးသမီးများရဲ့အရေးချင်းနဲ့ကိုကျင့်တရားအပေါ်နိုင်ငံတကာကလေးစားဖို့နားလေဖို့ကုညီဖြစ်ခြင်း ိန်းနိုင်သောအလုပ်ဖြစ်ပါတယ်။အဲ့လဲညုံအလုပ်ဟာလောလောဆယ်ဝင်ငွေအကောင်းဆုံးအလုပ်ဖြစ်ပါတယ်။ဒါပြင်အဲ့တင်များအမှန်ကိုသာပြောတတ်ကြပါတယ်။မြန်မာနိုင်ငံကိုလာရတဲ့ဈေးဟာတခြားနိုင်ငံသုံးခုသွားလို့ရလောက်ဈေးကြီးရဲ့။အဲ့ဒီစကားကိုကျမပြုံးနေရပါတယ်။ကာရာအိုကေတီဝိုင်းမှာမြန်မာစကားလုံးဖြင့်မိန်းကလေးတယောက်ရဲ့တချင်းတောင်နားထောင်ရင်ဟာဒီတချင်းကထိုင်းတချင်းမဟုတ်လားငါသိရဲ့အဲ့ဒီစကားကိုလည်းကျမပြောနေရပါတယ် နောက်၄၅နှစ်ကြာရင်မြန်မာနိုင်ငံဟာဒီလိုလှနေသိမ့်မယ်ထင်လားထိုအမေးကိုကျမမဖြေပါသူ့အမေးထဲမှာအဖြေပါပြီးနေပြီဖြစ်ပါတယ်မြန်မာတွေဟာရုပ်ဝိတုပစ္စည်းချွတ်တဲ့ပင်မဲ့စိတ်ထားမြင့်မြတ်ချမ်းသာကြပါတယ်ထိုစကားကိုတော့ကျမကြည်နေစွာ ပြောနေမိပါတယ်ဘာပဲဖြစ်ဖြစ် သူတို့အားလုံးဟာဒဇင်းတရားဆန်များသာဖြစ်ကြပါတယ်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်တွေကတော့စာရေးဆရာကျူးရေးသားထားတဲ့ တစိမ့်တရံဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါလိမ့်ရှင်။ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။